အာစနယ်ကိုခတ်ထွေးစီမဲ့ဒန်ယာများနဲ့မြောက်လန်တန်တာဘီအားလုံးပဲမင်္ဂလာပါများရယ်ဗယ်တန်ဒီကတင်ဆက်နေပါတယ်နိုင်ငံတကာပရိသတ်ပြီးမှပရီးမီးယားလိဆူပါဆန်ဒေးပွဲစဉ်အကောင်းအနေနဲ့အာစနယ်နဲ့တော်တန်တို့ရဲ့မြောက်လန်တန်တာဘီကိုရှင်းပြန်ကစားသွားမှာဖြစ်ပါတယ်အာစနယ်တို့ရဲ့စောင်းအသည်ဝင်မှာပွဲချက်ကာလတစ်ခုကစောင့်ကြိုနေပြီးဒီကာလကိုဒန်ပဒနာရီနဲ့ဖြတ်ကျော်ရဖို့ရှိနေပါတယ်အာစနယ်ကသူရဲ့အဓိကကစားမတော်များများကိုပရိသတ်မတိုင်ခင်ကလေးကဆုံးရှုံးထားတာပါအာစနယ်တို့ရဲ့ကာလရှည်လွဲချော်ကြတဲ့ကာဘရီယယ်ဂျေဇူးနဲ့ကာဟီယာဗက်စ် ဖက်ဒရယ်ဂရက်နိုနီမာရူအက်ကီဂါရီယယ်မာတီနယ်လီနဲ့မာတီအိုရီကတ်တို့အားလုံးဒန်ယာစီရင်မှာပါဝင်နေကြပါရီ။ရာထကြောင့်လည်းတို့မှာဆော့ပိုင်းဂရက်ကစောင်းဝင်သွားတဲ့အာဇနယ်ကဆန်လန်ကိုတူတူနဲ့ကြီးကြပြော့အစင်းလေးကမန်စီနဲ့လေးမှတ်ကွာနေရာဒီအမှတ်ချုပ်ခံလိုက်ရပါရီ။အာဇနယ်ကပြည့်ရပြီးရင်တော့လူပြန်ဆုံနိုင်ပြီလို့မျောလင့်ထားခဲ့ကြိုင်မယ်။ကန်ဂျမာကထင်တယ်လို့မျိုးမဖြစ်ခဲ့ပါဘူး။ပီဂရက်ပေးရတဲ့မှာအာဇနယ်ခံစစ်ကြောက်ဆောင်ကြီးဖြစ်တဲ့ဂါဘရီယယ်မက်ကယ်လစ်ကဘရာဇီးတင်းအတွက်ကစားပေးနေပေါင်ကြက်သားတင်ရရရှိခဲ့ပါတယ် ကာရီယာကဒလကနေနလားလောက်ထိနားယူရနိုင်တယ်လို့ကောလာဟာလာရီလည်းထွက်ပေါ်ခဲ့ပါတယ်။အာဇနယ်နီးပြမီခဲအာရီတာကတော့ဒီတပတ်ပြုလုပ်ခဲ့တဲ့အမြောက်လန်ဒန်ဒါဘီပွဲချိုအင်တာဗျူးမှာဒီကြောင်းတွေကိုသေစိတ်ရှင်းပြခဲ့ပါတယ်။အိုက်ဂျာရဲ့ဆိုရကာရီယာကရဲ့တပတ်အချို့လွဲချော်မယ်လို့သိရပါတယ်။ဒါပေမဲ့ပြန်ကစားနိုင်မယ့်အချိန်ကိုတော့အတိအကျမပြောနိုင်သေးပါဘူး။ကာရီယာကနောက်တစ်ပတ်မှာစီးထက်စီအောင်မှဖြစ်ပြီးတော့တရားချင်းတွေကိုပြန်လည်ဆန်းစစ်မယ်လို့အာရီတာကဆိုထားပါတယ်။ကာရီကရဲ့တပတ်တချို့အနားယူအောင်မှဖြစ်ပါတယ်။သူကကျွန်တော်နောက်တန်းရဲ့ခေါင်းဆောင်တယောက်ဖြစ်တာကြောင့်ဒါထိုးနဲ့ချက်တစ်ခုဆိုတာအသေးချပါ။ ကျွန်တော်တို့ကတော့ဒါကသတင်းကောင်းမဟုတ်ပါဘူး။ဒါပေမဲ့ကောင်းတဲ့ချက်ကတော့ကျွန်တော်တို့မှရွေးချယ်စရာကစားမကောင်းတွေအများကြီးကျန်သေးတဲ့အတွက်ဒီကစားမတွေရှေ့ကိုထွက်လာပြီးသူတို့တာဝန်သူတို့ကြေကြားဖို့လိုအပ်ပါတယ်လို့အာဒီတာကပြောပြခဲ့ပါတယ်။ကာရီရဲ့တန်ရာကအနည်းဆုံး15ပွဲလောက်ထိလွဲချော်စီရမယ်လို့အတော်များများကထင်ကြပေးနေကြပါတယ်။ဒါဆိုရင်တော့ကာရီရဲ့ကပရီးမီးယားလိချန်ပီယံလိနဲ့ကာဘောင်ဖလားပွဲတွေပြင်မကြာခင်စတင်တော့မယ့် FA Cup ပွဲစဉ်တွေကိုပါလွဲချော်ရဖို့ရှိနေပါတယ်။အာဒီတာမှာဒီပြဿနာအတွက်ဖြေတွေကတော့ဆင်တဲ့ရှိနေပါတယ်။ရာဒီတုံးကအသစ်ခေါ်ယူထားတဲ့ Christian Moskia နဲ့ ပြီးတော့အင်ကာပြီးတော့ကဘုံခန်းစစ်နေရာကိုအရန်တင့်ဝင်ကစားပေးနိုင်ကြတဲ့ကစားမတွေဖြစ်ကြပါရည်။လာမယ့်မြောက်လန်နဲ့ဒါဘီကအာစနယ်ရဲ့ဖလားလန်ကြောင်းအတွက်ရေးပါတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။ဒီဘက်မှာဘယ်သူပဲပွဲထွက်ခွင့်ရရရတဲ့ခွင့်ရေးကိုကောင်းကောင်းသုံးချပြီးတော့ပြည်ပြည်စုံတဲ့ခန်းစစ်ကိုဆက်လက်ဖော်ဆောင်နိုင်ဖို့အရေးကြီးနေတာဖြစ်ပါရည်။အိုက်ဂျက်တို့ကကောင်းကိုက်စရာတွေမကုန်သေးပါဘူး။အီတလီတင်တဲ့လေကျင်ရေးကနေအိမ်ပြန်လာခဲ့ရတဲ့ရီကာဒိုကာလာဖီယိုရီကလည်းအခုထိလေကျင်ရေးမဆင်းနိုင်ဖြစ်နေရပါသေးတယ်။ကာလာဖီယိုရီကပြီးခဲ့တဲ့ရာသီမှာအသင်းကိုရောက်ရှိလာခဲ့ပြီးတော့တန်ရာများတဲ့ကစားမတစ်ယောက်ဖြစ်ရှိနေခဲ့တာပါ။ ဒီရာသီမှာပုံစံကောင်းပြနေတဲ့ချိန်ဒဏ်ရာထပ်ပြီးရရှိသွားရင်အာဆင်နယ်အတွက်နောက်ထပ်အထင်အကျင်းတစ်ခုဖြစ်လာနိုင်ပါ ರಿ ။ပေးရပြီးရင်တော့ပြန်ကစားနိုင်မယ်လို့တွေးထားကြတဲ့ကစားမားတွေတွေမာရီအိုရီကန်နဲ့ကိုင်ယာဗက်စ်တို့ကအချိန်မကောင်းသေးကြောင်းသက်ဆိုင်ရာနိုင်ငံတင်းနီးပြတွေပြောထားကြပါ ರಿ ။ကိုင်ကဂျာမနီနဲ့လက်ချင်းရေးမှာနောက်ထပ်ဒဏ်ရာအသစ်ရရှိသွားခဲ့တာပါ။အိုရီကာကတော့ပြန်ကစားနိုင်ပြီဆိုတဲ့သတင်းတွေလည်းရှိနေသေးတာကြောင့်မျောလင့်နိုင်နေဆိုပေမဲ့ပွဲထွက်ဖို့တည်းအရင်ခုန်ထားရဖို့များနေပါ ರಿ ။အာဆင်နယ်နောက်မှာမန်ချက်စတာစီးတီးကရလက်ကောင်းနေတဲ့ထက်ချက်မကွာလိုက်လို့နေပါ ರಿ ။ အာဇနီနဲ့အမားခံလို့မရတဲ့ချိန်မှာပြိုင်ဆိုင်မှုပြင်းထန်တဲ့မြောက်လန်တဲ့ဒါဘီကိုဒရန်ပဒနာရဲ့ရားမှာရှင်ပြရမယ်ဆိုတော့ခက်ခဲတဲ့ပွဲစဉ်တွေပွဲဖြစ်လာအောင်ပါပါ။အာဇနီကချန်ပီယံဖြစ်တရားစီအောင်မြင်ခြင်းနဲ့ဆိုရင်ဒီလိုခက်ခဲတွေကိုကြော်ဖြတ်ပြနိုင်ဖို့ရည်ကြီးပါရယ်။အာဇနီတို့စပါးကိုနိုင်ယူပြီးတော့အဆင့်တက်ကနေမှတ်ဖြတ်ထားနိုင်အောင်ပါလားဆိုတာဆက်လက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါရယ်များ။ကျေးဇူးပေးကြတာအားလုံးကိုကျေးဇူးတင်ပါရယ်များ။